ဘရူနိုဆေးဘာနဲ့ပွဲထိုးပြီးတာနဲ့ချက်ချင်းပဲပွဲလက်ခံလိုက်တဲ့ဂျက်ရှွာဘန်ကိုကျွန်တော်မြန်မာနိုင်ငံရဲ့ MMA Legend G Online and Sangaro Somas ကအဘိဒေဂျွန်စကာရီပြောလာခဲ့ပြီးလည်းဖြစ်ပါရီအလုံးလေးတိထားချတဲ့အတိုင်းပါပဲဂျက်ရှွာဘန်ကတော့ဘရူနိုဆေးဘာကိုအလေးထိုးနဲ့အနိုင်ရပြီးတဲ့တကာလမှာတရေအကြမှာပဲချက်ချင်းပဲပွဲရရှိသွားကြောင်းပြည်သက်တွေကိုအပိပေးလာခဲ့ပြီးတကာလမှာတော့ ချက်ချင်းပဲသူ့ရဲ့ပြန်မကဘူးသူလဲဆိုတော့ကို UFC ဘက်ကလည်းထုတ်ပြကြလိုက်တဲ့အခါမှာတော့တနိုင်ကလုံးဝအောင်အော်သွားပြီ UFC ranking number 1ဖြစ်တဲ့ Brandon Roba ကို Joshua ဘန်ကတော့လူစားထိုးထိုးသက်ရတော့မှပဲဖြစ်ပါတယ်အခုလိုမျိုးချင်းတူတွင်းမှာ Joshua Ban ကဒီပွဲကိုလက်ခံလိုက်တဲ့အပေါ်မှာလဲ UFC ဘက်ကနေ Joshua Ban ကိုဘယ်လိုမျိုးကမ်းလှမ်းမှုတွေဥမာပြစ်ထိုးခြင်းပဲဖြစ်ဖြစ်ဘယ်လိုမျိုးကမ်းလှမ်းမှုတွေလှုပ်ဆောင်ခဲ့တယ်လဲဆိုတာကတော့ကျွန်တော်တို့နောက်ွယ်ကိစ္စတွေတော့အသိအကျမသိဘူးဒီပွဲမှာတော့ ဂျော်ရှွာဘန်အတွက်လုံးဝလုံးဝကိုအရှုံးမရှိပါဘူးဂျော်ရှွာဘန်ကပြောပါရဲအခု Brandon Rover ကတတော်လေးကိုကျန်းနေ fighter ပါရဲနော်သူရဲ့အမြင့်ကန်ချက်တွေ worry ရှိတွေပြီးတခါကျတော့အခုဒီ fighter ကသူ့ထက်အရက်လေးရှိတယ်လက်တန်ရော ရှိတဲ့ခါကျတော့ reach your ကောင်းတယ်ပေါ့နော်ဆိုတော့သူ့အတွက်ကကမဲ့ fighter ဖြစ်ကြောင်း Joshua Ban ကဆိုပါရီဒါမဲ့အခုလိုမျိုး ranking number 1 fighter ဖြစ်တဲ့အတွက်ဒီတခါကျတော့သူကဒီပွဲကို short notice နဲ့ဝင်လာတဲ့ခါကျတော့ ပြန်မဲ့ fighter ဖြစ်တဲ့ Brandon Rover ကပို့ပြီးတော့သူထက်တောင်းเนาะဖြားအားများတဲ့အကြောင်းကို Joshua Ban ကပြောပါတယ်ဒီပွဲကိုသူ့အတွက်เนาะအရှုံးမရှိလို့ရှုံရှုံနိုင်နိုင်ထိုးတာမျိုးမဟုတ်ပဲနဲ့တကယ်ကိုနိုင်နိုင်လို့သူ့အနေနဲ့ထိုးတာဖြစ်ကြောင်း Joshua Ban ကပြောလာခဲ့တာလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာပြည်သက်တွေအကုန်လုံးကတော့ Joshua Ban ကเนาะပွဲလက္ခဏာအရန်ကိုကျန်းလွန်းနေเนาะကျွန်တော်တို့စိုးရင်ကြရပေါ့เนาะဘာဖြစ်ဖြစ်ပါ UFC မှာကသူတို့ကလက်လွတ်စပယ်မလုပ်ဘူးเนาะ fighter တွေအကုန်လုံးကပွဲထိုးပြီးတာနဲ့ချက်ချင်းပဲစစ်စေးမှုတွေခံယူရတယ်စစ်စေးမှုတွေခံယူပြီးတဲ့အခါမှာစစ်စေးတဲ့အဖွဲ့ကနော်ဒီ fighter ကဘယ်နည်းအနားယူရမလဲဘယ်တော့လောက်မှပွဲပြန်ထိုးရမလဲဆိုတဲ့အချက်တွေကိုပါကလေးထုတ်ပြန်ပေးလိုက်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးတော့ကျွန်တော်တို့စစ်စစ်ဆေးမှုအပြီးမှာဂျက်ရှွာဘန်ကတော့ရဲမအနာယူဖို့မလိုဘူးဆိုတော့ထုတ်ပြန်ချက်အရဂျက်ရှွာဘန်ကဒီဘွဲကိုလက်ခံလိုက်တာ UFC ကလေးထိုးခိုင်းလိုက်တာပဲဖြစ်ပါတယ်။အော်လားအဆန်းကတော့မြန်မာပြည်သက်တွေနဲ့နီးသူမစိုးရင်ပဲနဲ့ ယောရှုအဘန်ကိုတော့လုံးဝထင်မှမထားတဲ့အရာတွေပြောသွားခဲ့တာပဲဖြစ်ပါတယ်။ယောရှုအဘန်ရေးတဲ့ဒါကလုံးဝမျောလင့်မထားတဲ့အရာပါပဲတဲ့ဗျာ။မင်းရင်ဆိုင်ရမယ့် fighter ကကြီးမားတဲ့ fighter ဖြစ်နေပေမဲ့မင်းအနေနဲ့ဘာမှကြောက်စရာမလိုဘူး။အသက်ရှင်တဲ့ဖခင်ကမင်းနောက်မှာအမြဲတမ်းရှိတယ်ဆိုပြီးတော့အောင်လအန်ဆန်ကပါယောရှုအဘန်ကိုအားပေးစကားဆုံးမစကားပြောသွားခဲ့တာပဲဖြစ်ပါတယ်နော်။